တာလီဇောပါဒီကနေ့မက်ရှလာ29ရက်နေ့နရင်းဇရာရခိုင်တည်င်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့တည်င်းတွေကိုကျမမြန်နေခင်အားတင်ဆက်ပေးတော့ပါမယ်ရှင်ဒီကနေ့တင်ဆက်ပေးသွားမယ့်တည်င်းတွေကတော့ပုံနာကျွန်းစီယုံကိုစစ်ကောင်စီကအတွေးလိုက်တုံနဲ့ပြစ်ခတ်လို့အဆောင်တရှို့ပျက်စီးသွားခဲ့တဲ့တည်င်းအခက်ကေးရီကြားကနေရခိုင်ကိုအရေးပေါ်အမိုးကပစ္စည်းတွေပို့ဆောင်နေတယ်လို့ UNHCR ကထုတ်ပြန်ခဲ့တဲ့တည်င်းနဲ့ကြောက်ဖြူမျိုးနေကမလကျွန်းကြီးရွာကို စ်ကောင်စီတပ်ဖွဲ့ဝင်ယာနဲ့ရှိဝင်စီပြီးရွာသားတွေကိုဖမ်းဆီးစစ်ဆေးနေတဲ့တရင်အပြင်တခြားစိတ်ဝင်စားစရာကောင်းတဲ့တရင်တွေကိုလည်းဆက်လက်တင်ဆက်ပြီးတော့ပါမယ်ရှင်။ပုံနာကျုံမျိုးကစေးယုံကိုစစ်တွေမျိုးမှာရှိနေတဲ့စစ်ကောင်စီတပ်စခန်းတစ်ခုကအတွေးလိုက်တုံးနဲ့ပြစ်ခတ်ခဲ့လို့စေးယုံအဆောင်တရှိုးပြက်စီးသွားတယ်လို့သိရပါဗျ။မက်ရှလာ28ရက်နေ့အာယုံရှင်ကပြစ်ခတ်ခဲ့တာဖြစ်ပြီးပုံနာကျုံမျိုးစံပြရက်ွက်မှာရှိတဲ့ စီးယုံဝင်းကျင်အနားမှာကြားရောက်ပောက်ကွေးခဲ့တာပါအတွေးလိုက်ဒုံးတွေနဲ့ပြစ်တာစီးယုံအနားကိုသုံးလုံးကြားရောက်ပောက်ကွေးခဲ့ပြီးစီးယုံအစာအုပ်တချို့ပျက်စီးသွားတယ်လို့သတင်းရင်းမြစ်တယောက်ကပြောပါရယ်ပြီးခဲ့တဲ့မက်ရှလာ25ရက်နေ့ကလေစီပီးရှောက်ဥယျာဉ်တရာကျော်ခိုလုံနေတဲ့ပုံနာကျွမြို့နေကအောက်ဖြူပြင်းကြီးွာကိုစစ်ကောင်စီလေတပ်ကဘုံကျဲတိုက်ခိုက်ခဲ့ရာကြောင့်စီပီးရှောက်9ရောက်ပြေဆုံးပြီး12ရောက်တန်းရာရရှိသွားခဲ့ပါရယ် ပုံနာကျုံမြို့နယ်တစ်ခုလုံးကို အာရခတက်တော် EE ကပြီးခဲ့တဲ့2024ခုနှစ်မတ်လ4ရက်နေ့မှာအပိသက်သိမ်းပိုင်နိုင်ခဲ့တာပါ။ဒါပေမဲ့စစ်ကောင်စီကလက်နက်ကြီးတွေနဲ့ပစ်တာ၊လေကြောင်းတက်ခိုက်တာတွေမကြာခဏပြုလုပ်နေတာကြောင့်ဒေသခံတွေနေရမပြန်နိုင်ပြီးစစ်ပီးရှောင်နေကြရစီဖြစ်ပါရယ်။အခက်အခဲတွေရှိပေမဲ့လေရခိုင်ပြည်နယ်ကိုအရေးပေါ်အမိုးအကာပစ္စည်းတွေရေကြောင်းကနေပို့ဆောင်နေတယ်လို့ ူလာသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးယုံ UNHCR ကမက်ရှလာ29ရက်နေ့မှာရုပ်တံနဲ့တကွာထုတ်ပြန်ထားပါရယ် UNHCR ဟာအကူအညီလိုအပ်နေသူတွေစီအရေးပေါ်အထောက်ပံ့တွေကိုအချိန်နဲ့တပြေးညီပေးပို့နိုင်စေဖို့အတွက်အခုလိုပို့ဆောင်နေရဖြစ်တယ်လို့ရုပ်တံမှာဖော်ပြထားပါရယ်ရန်ကုန်ကနေစစ်တွေကိုအမိုးအကပစ္စည်းတွေပေးပို့ဖို့ပစ္စည်းတွေတင်နေရဖြစ်ပြီး စ်တွေကနေရဲစွန့်ခွာသူတွေစီအချိန်မီပေးပို့သွားမှာဖြစ်ပါတယ်လို့အဲ့ဒီရုပ်သံမှာ UNHCR တာဝန်ရှိသူတယောက်ကပြောဆိုထားပါတယ်။ဒါအပြင်စစ်တွေမျိုးမှာလျက်စစ်မီမရရှိတာကြောင့်ဖုန်ကြီးကျောင်းတွေမှာခိုလုံနေကြတဲ့နေရဲစွန့်ခွာပြီးသားစုတွေဟာအမောင့်ထေးမှနေထိုင်နေကြရတယ်လို့လေ UNHCR ကထုတ်ပြန်ထားပါတယ်။အန်ဒီယကင်းစေဖို့နဲ့ဂုံတိုက်ခါရှိရှိနေထိုင်နိုင်ဖို့ UNHCR နဲ့မိဖက်အဖွဲ့အစည်းတွေက ဆိုလာမီးတိုင်တွေကိုလေပံပိုးကူညီတက်ဆင်ပေးထားတယ်လို့ဆိုပါရယ်။ကြောက်ပြူမျိုးနေဂုံးရွှင်တိုင်တွေက မလကျွန်းကြီးရွာကိုစစ်ကောင်စီတပ်ဖွဲ့ဝင်ရာနဲ့ရှိဝင်ရောက်စီးနေပြီးရောသားတွေကိုဖမ်းဆီးစစ်ဆေးနေတယ်လို့သိရပါရယ်။စစ်ကောင်စီရဲ့တမခွန်ခွန်ကဥဆောင်ပြီးအင်အား300လောက်ပါတဲ့စစ်ကြောင်းကမက်ရှလာ29ရက်နေ့ညနေပိုင်းကစီးနင်းဝင်ရောက်လာပြီးရောသားတွေကိုရွာရဲ့ဖုံးတော်ကြီးကျောင်းနဲ့စာတင်ကျောင်းတွေမှာ ခေါ်ယူစစ်ဆေးနေတာလို့စစ်ကောင်စီနဲ့နှိစက်တဲ့အမျိုးသားတယောက်ကနရင်းစရာကိုပြောပါရယ်တမခွန်ခွန်ကဥဆောင်ပြီးနေမြေခံတရင်တွေနဲ့စုထားတဲ့စစ်ကြောင်းဟာတရော်လုံးကိုဝင်စီးပြီးပြည်သူတွေကိုဖမ်းဆီးစစ်ဆေးကဖုံးတော်ကြီးကြောင်းနဲ့စာတင်ကြောင်းမှာထားတယ်လို့သူကဆက်ပြောပါရယ်စစ်စေးခံရသူအများစုကိုစစ်ကောင်စီတပ်မှပါလာတဲ့နမေစီရင်နဲ့အတူခေါ်ယူစစ်ဆေးတာဖြစ်ပြီးမက်လ28ရက်နေ့မနက်ပိုင်းအထိစစ်ဆေးနေစေဖြစ်တယ်လို့ ဒေသခံစီးရီးတည်င်းမြစ်တယောက်ကနရင်းစရာကိုပြောပါရယ်စစ်ကောင်စီဟာရွာသားတရှို့ကိုစီးရင်နဲ့အတိအကျမှတ်နေပြီးစာတင်ကျောင်းနဲ့ဖုံတော်ကြီးကျောင်းမှာယောက်ျားတွေရောမိန်းမတွေရောဖန်စီထားကစစ်ကောင်စီကတရွာလုံးမှာလုံခြုံရေးယူထားတယ်လို့ဒေသခံတွေကပြောပါရယ်ဒီလိုစစ်သားတွေရာနဲ့ရှိဝင်ရောက်စီးနေပြီးရွာသားတွေကိုဖန်စီစစ်ဆေးနေကပြန်မလွတ်သေးတာကြောင့်မိသားစုတွေကစိုးရိမ်နေကြပါရဲ့ရှင်။ ဒီကနေ့ရရှိထားတဲ့ရခိုင်သတင်းတွေကိုတင်ဆက်ပေးကြတာပါဆက်လက်ပြီးတော့ပြည်ရင်းနဲ့နိုင်ငံတကာသတင်းတွေကိုလည်းတင်ဆက်ပေးတော့ပါမယ်ရှင်ပြည်ရင်းသတင်းတပုတ်အနေနဲ့ကတော့မနေ့ကမက်ရှလာ28ရက်နေ့မှာလွတ်ခတ်ခဲ့တဲ့ Richter Scale ခွန်တသမခွန်ရှိရဲ့ပြည်ယာကြီးငလီရင်ကြောင်းနေပြည်တော်မန္တလေးစကိုင်းတို့မှာထိခိုက်တည်ဆုံးသူ144ယောက်ရှိပြီးထိခိုက်ဒဏ်ရာရသူ932ယောက်ရှိတယ်လို့စစ်ကောင်းဆောင်ဝှချုံမှုကြီးမင်းအောင်လိုင်ကပြောဆိုထားပါတယ် ငလီရင်နဲ့ပျက်စီးထိခိုက်မှုတွေကိုစစ်ကောင်းဆောင်ကမနေ့ကညပိုင်းမှာစစ်ကောင်စီရဲ့ဝါရဖြန့်သတင်းတွေကနေတဆင်ပြောကြားခဲ့တာပါထိခိုက်တည်ဆုံးသူဒီထက်များနိုင်တယ်လို့လေစစ်ကောင်းဆောင်ကပြောဆိုခဲ့ပြီးနိုင်ငံတကာကိုလည်းအကူအညီတောင်းထားပါတယ်မန္တလေးမြို့မှာတော့နောက်ဆက်တွဲငလီငယ်တွေလုခတ်ခဲ့တာကြောင့်မန္တလေးမြို့ခံတွေဟာလမ်းပေါ်ထရက်အိတ်ကငလီငယ်ရှောင်နေခဲ့ကြပါတယ်ငလီရင်တန်ကျောင်းထိခိုက်ဒဏ်ရာရသူတွေဟာမန္တလေးပြည်သူစေယုံဝင်းအတွင်ပြည်နေပြီး ရက်စစ်မီမီယာရဲ့မောင်မောင်မီမီစေးရုံဝင်အတွင်းကိုလူနာတင်ကားတွေတွန်းလေးတွေနဲ့ဝင်ရောက်လာခဲ့ပေမဲ့စေကူတာခွင့်မရတာတွေရှိခဲ့တယ်လို့ဒေသခံတွေစီကနေသိရပါဗျ။နေပြည်တော်ကတင်တထောင်စေးရုံလေးပြိုကျပျက်စီးခဲ့တယ်လို့သိရပါဗျ။စကိုင်းမန္တလေးမကွေးနေပြည်တော်ကောင်စီနေမြေပဲခူးတိုင်းနဲ့ရှမ်းပြည်နယ်အရှိမြောက်ဒေသတွေမှာငလီရင်တန်းကိုအပြင်းထန်ဆုံးခံစားခဲ့ကြရပါဗျ။နိုင်ငံတကာသတင်းတပုတ်အနေနဲ့ကတော့ အင်အားပြင်းမြင်ကလေးန်တန်ခံခဲ့ရတဲ့မြန်မာနိုင်ငံကိုအကူအညီပေးသွားမယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကပြောကြားလိုက်တယ်လို့နိုင်ငံတကာသတင်းတွေကဖော်ပြထားကြပါရည်။အင်ဖြူရောမှာမနေ့ကလွတ်တဲ့သတင်းစာရှင်းလင်းပွဲမှာသတင်းထောက်တယောက်ရဲ့မြင်မှုကိုသမ္မတကအခုလိုဖြေကြားသွားခဲ့တာပါ။မြန်မာနိုင်ငံကလေးရင်ဘေးအတွက်အမေရိကန်အနေနဲ့ကူညီဖို့အတွက်မြန်မာနိုင်ငံနဲ့စကားပြောထားတယ်လို့လေသမရထရန်ကပြောဆိုခဲ့ပါတယ် မြန်မာမျိုးငလီရင်လောက်ခတ်မှုတည်င်းကိုသိရှိကြောင်းနဲ့တာဝန်ရှိသူတွေနဲ့စကားပြောဆိုခဲ့ပြီးဖြစ်ကြောင်းဒေါ်နယ်ထရန့်ကပြောကြားခဲ့ပေမဲ့ဘသူတွေနဲ့စကားပြောပြီးဘာတွေကူညီသွားမေးဆိုတာကိုတော့ပြောကြားခဲ့တာမရှိပါဘူးမြန်မာငလီရင်နဲ့ပတ်သက်ပြီးအရေးပေါ်အကူအညီတွေပေးအပ်သွားဖို့အဆင်သင့်ရှိနေတယ်လို့ဥရောပသမဂ္ဂ EU ကမတ်လ28ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ်မြန်မာနဲ့ဒေတာရင်းတဝိုက်မှာလုခတ်ခဲ့တဲ့ Richter scale အဆင့်9.8ရှိငလျင်ကြောင့် ပျက်စီးဆုံးရှုံးမှုတွေအတွေ့အလွန်စိုးရိမ်ဝမ်းနည်းမိပါတယ်လို့လေဖော်ပြထားပါတယ်အခုဖြစ်ရမှာလူသားချင်းစာနာမှုဆိုင်ရာအကူအညီများလိုအပ်နေတဲ့မြန်မာနိုင်ငံကလူသားပေါင်းများစွာတို့ရဲ့လက်ရှိအရေးပေါ်အခြေအနေတွေကို ပိုမိုဆိုးရွားစေတယ်လို့လေ EU ကဆိုထားပါတယ်ရှင်နရီဇရာသတင်းဌာနရဲ့နေ့စဉ်သတင်းတင်ဆက်မှုတွေကတော့ဒီလောက်ပါပဲ။နောက်နေ့တွေမှာလည်းထူးခြားတဲ့သတင်းတွေကိုဆက်ပြီးတင်ဆက်ပေးတော့မှာဖြစ်ပါရစေ။ ကျွန်မတို့ narinzura ကထုတ်လွှင့်တဲ့သတင်းတွေကို www.narinzura.com မှာဝင်ရောက်ကြည့်ရှုနိုင်တယ်လို့ Facebook, YouTube နဲ့ Telegram တို့မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ narinzura ရုပ်တံကိုကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။အားလုံးကျန်းမာရှင်လန်းကြပါစေရှင်။